ဒီနေ့တော့ကျွန်တော်ခါတိုင်းပြောနေကြသတင်းဆောင်မပုံစံမျိုးမဟုတ်ဘဲနဲ့သတင်းသုံးသက်ချက်ပုံစံမျိုးကျွန်တော်သတင်းတချို့ပြောချင်ပါတယ်ဆိုတော့ခါတိုင်းကတော့ကျွန်တော်ကအကြောင်းအရာတစ်ခုကိုရွေးပြီးတော့အဲ့ဒီအကြောင်းအရာနဲ့ဆက်ဆက်တဲ့နောက်ခံသမိုင်းအကြောင်းတွေပြီးတော့ explain နောက်လို့လည်းခေါ်တာပေါ့နော်ရှင်းပြတဲ့ပုံစံမျိုးတွေပြောတာပါဒီနေ့တော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့နောက်ပြီးတော့လုတ်ခဲ့တဲ့ video တွေသတင်းဆောင်မတွေနဲ့ပတ်သက်ပြီးတော့ update သတင်းတချို့ကျွန်တော်ပြောချင်တော့ပါဘာလို့လဲဆိုတော့ မှကျွန်တော်အထူးသဖြင့်တော့ကြားဖြန့်လေပတ်သက်လို့ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ရှေ့မှာရှက်ချင်ကြောင်းလုပ်ခဲ့တယ်ပြီးတော့တနေ့ကဆိုလို့ရှိရင်ဒါချမ်းကြီးပေါ့နော်ဒီကမ္ဘောဒီးယားကိစ္စလုပ်ခဲ့တယ်ပြီးတော့ကျွန်တော်ဆော့ချစ်သူအကြောင်းရှင်းမှလုပ်ခဲ့တဲ့ဗီဒီယိုတွေဘုံမူကြီးဆော့ချစ်သူကြောင်းလုပ်ခဲ့တဲ့ဗီဒီယိုတွေရှိပါတယ်ဆိုတော့သူတို့တွေနဲ့ပတ်သက်လို့ဒီရပ်ပိုင်းနေပါပေါ့နော်ဒီပြီးခဲ့တဲ့တစ်ရက်နှစ်ရက်ထဲမှာကို update တင်တော်တော်များပါတယ်ဆိုတော့ပြန်ကျဲနေတာပေါ့နော်ပြီးတော့သတင်းဖြစ်ပေါ်တိုးတွင်းမှုကကြားဖြန့်တဲ့ပတ်သက်တဲ့သတင်းဖြစ်ပေါ်တိုးတွင်းမှုကတော်တော်များပါတယ်ဒီရပ်ပိုင်းနေမှာ ဆိုတော့ကျွန်တော်အကြောင်းအရာတစ်ခုရွေးတာမျိုးမဟုတ်ပါနဲ့ဒီသူတို့တွေနဲ့ဆက်ဆံနေတဲ့အကြောင်းအရာပေါ့နော်ရှစ်ချစ်ချမ်းရောနောက်ပြီးတော့အခုစက်တက်ကနေ KK ဘက်ကိုဝင်စီးတဲ့အယောင်ပြဝင်စီးတဲ့ကိစ္စရောနောက်ပြီးတော့ရှစ်ချစ်ချမ်းရဲ့နောက်ဆုံးအခြေအနေရောပေါ့နော်ပြီးတော့ဘာကြောင့်ဒီဝင်စီးရတာလဲစက်တက်ကအယောင်ပြဝင်စီးရတာလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်၃ခုလောက်ပေါ့နော်အဲ့ဒါကိုတည်င်းသုံးသက်ချက်နေနဲ့ပြောမှာပါကျွန်တော်ပထမဆုံးတော့ကျွန်တော်တို့ ချက်ချစ်ချမ်းနဲ့ပတ်သက်ပြီးတော့စရအောင်ပါ။ဘာလို့လဲဆိုတော့ချက်ချစ်ချမ်းကိုကျွန်တော်သူ့အကြောင်းကိုကြည့်ပဲဒီကြားဖြတ်တဲ့ပတ်သက်တဲ့ video ထဲမှာတော့ရှင်းထည့်ပြောခဲ့တာပေါ့နော်။ဆိုသူက2022ဩဂုတ်လကလေးကဖန်ခံထားရတယ်။ထိုင်းမှာဖန်ခံထားရတယ်။ထိုင်းဘန်ကောက်မှာရှိတဲ့ထောင်တစ်ခုထဲမှာပေါ့နော်ဖန်ခံထားရတယ်။သူအားဒီကနေပဲဒီတော့ရှင်း interview တွေပေးတယ်။နောက်ပြီးတော့သူနဲ့အတူထောင်ထဲမှာအတူနေခဲ့တဲ့တချို့ပြန်လွတ်လာတော့လေသူကောင်းကြောင်းတွေကောင်းတဲ့တဲ့တွေကိုပြန်မပြောတာတွေတွေ့ရတယ်ပေါ့နော်။နောက်ပြီးတော့သူရှိနေတဲ့စကားပြောတာတွေကျွန်တော်တို့တွေ့ရတယ်။ ဒါမဲ့သူ့ကိုဟိုအခုချိန်ထိတရုတ်ကိုပြန်မလွှဲသေးဘူးပေါ့ဆိုတော့တရုတ်အပါအဝင်ဒီကမ္ဘောဒီးယားကလည်းသူ့ကိုပြန်တရားခံပြန်လွှဲပေးဖို့ဆိုပြီးတော့ထိုင်းဆိုရောင်တောင်းဆိုတာဒါ2022ခုနှစ်ကတည်းကတောင်းဆိုထားတာပေါ့ဆိုတော့ဘာလို့လဲဆိုတော့ရှဲချစ်ချန်းကသူကကမ္ဘောဒီးယားနိုင်ငံသားလည်းဖြစ်တယ်ပေါ့ပြီးတော့တရုတ်ကတော့သူ့ကိုတောင်းဆိုထားတယ်အဲ့တော့ကိုထိုင်းဆိုရောင်ဘက်ကနေပြီးတော့အရင်ကျွန်တော်တို့ရှင်နာဝတ်လက်ထက်ကလေးကပေထုံတန်းလက်ထက်ကလေးကသူ့ကိုပြန်မလွှဲခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီကြားထဲမှာ တော့ထိုင်းနိုင်ငံကြီးကလည်းအပြောင်းလဲတော်တော်ညံတယ်ဖြစ်ပြတာတွေကလည်းတော်တော်များခဲ့တော့ဆိုတော့ဒီရှစ်ချစ်ချမ်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သတင်းတွေအစအပြောင်းတို့တော့ဖြစ်နေခဲ့တယ်ပေါ့ဆိုတော့အော်တိုဘာ22ဒီမနက်ပိုင်းလောက်မှာပဲထိုင်းသတင်းတွေမှာပေါ်ပြတာပေါ့နော်အဲ့ဒါကဒီရှစ်ချစ်ချမ်းနဲ့ပတ်သက်တဲ့ဥပဒေအငင်းခုံကိစ္စတစ်ခုကိုဒီအခြေခံဥပဒေခုံရုံးကနေပြီးတော့ဟောအတည်ပြုလိုက်တယ်ဆိုတဲ့ကိစ္စပေါ့ဆိုတော့ဘာလို့လဲဆိုတော့ရှစ်ချစ်ချမ်းကသူသူ့ကိုထောင်ထဲမှာထည့်ထားတယ်တရုတ်ကိုပြန်လွှဲမပေး အောင်ဆိုပြီးတော့သူကတောက်လျှောက်ဥပဒေအကြောင်းအရာအာညှင်းဆန်နေကြတာပေါ့နော်အဲ့ဒါဘာလဲဆိုတော့သူ့ကိုတရားခံလွှဲပြောင်းခြင်းဆိုင်ရာဥပဒေအရာတရုတ်ကိုပြန်လွှဲပေးလိုက်မယ်ဆိုလို့ရှိရင်ဒါဟာအာလူခွင့်ချိုးဖောက်ပါဖြစ်မယ်ပြီးတော့သူ့သူ့ကိုပြန်ပို့လိုက်လို့ရှိရင်တစ်ဖက်နိုင်ငံမှာသူတရုတ်မှာနှိပ်စက်ခံရမယ်ဆိုတာပေါ့နော်အဲ့လိုအဲ့လိုဖြစ်မှာဖြစ်တဲ့အတွက်ဒီဥပဒေကိုတရားခံလွှဲပြောင်းခြင်းဆိုင်ရာဥပဒေကိုအသုံးပြုပြီးသူ့ကိုယ်တော်ပြန်လွှဲမယ်ဆိုလို့ရှိရင်အဲ့ဒီတရားခံလွှဲပြောင်းခြင်းဆိုင်ရာဥပဒေကအခြေခံဥပဒေနဲ့ ထိုင်းနိုင်ငံရဲ့အခြေခံဥပဒေနဲ့မညီဘူးဆိုပြီးတော့သူကငင်းချက်ထုတ်တာပေါ့ကျွန်တော်အဲ့ဒီငင်းချက်ထုတ်တာကိုဒီကြားထဲမှာအခြေခံဥပဒေဆိုင်ရာခုံရုံးကဆုံးဖြတ်ဖို့ဆိုပြီးလုပ်နေခဲ့တာပေါ့နော်ဆိုတော့ဒီကဒီ case ကတော်တော်ကြာခဲ့ပါပြီဆိုတော့ဒါအော်တိုဘာ22ရက်မှာမှအဲ့ဒီဟာကိုဆုံးဖြတ်ချက်ချဆုံးဖြတ်ချက်ကပါလဲဆိုတော့အဲ့ဒီချက်ချက်ချင်းပြောနေတဲ့ဒီအခြေခံဥပဒေနဲ့မညီဘူးဆိုတဲ့ကိစ္စကိုအခြေခံဥပဒေနဲ့မညီဘူးလို့တရားကပြောလာလို့ရှိရင်အဲ့ဒီဥပဒေပုံမှာကိုသူကအခြေခံဥပဒေဆိုင်ရာခုံရုံးကကျွန်တော်မြန်မာနိုင်ငံမှာလည်းရှိတယ် ျတော့ခုံရုံးကနေပြီးဆုံးဖြတ်ရတာပေါ့နော်ကျတော့စစ်အာဏာသိမ်းလိုက်တော့စစ်အာဏာသိမ်းလိုက်တော့မြန်မာနိုင်ငံမှာတော့အဲ့ဒီခုံရုံးတွေပါလေအလုပ်မလုပ်တော့ဘူးအာဘရင်ကတော့အဲ့ဒီခြေကံဥပဒေဆိုင်ရာဒီဥပဒေပုံမှန်တွေနဲ့ပတ်သက်ပတ်သက်လို့ရှိရင်ခြေကံဥပဒေနဲ့ညှိမညှိခြေကံဥပဒေနဲ့ညှိမညှိဆိုတော့ခြေကံဥပဒေဆိုင်ရာခုံရုံးကဆုံးဖြတ်ရပါကျတော့တိုင်းခြေကံဥပဒေဆိုင်ရာခုံရုံးကအကိစ္စကိုဆုံးဖြတ်တာကချက်ချင်းချင်းပြောနေတဲ့ဒီဥပဒေပုံမှားတွေဟာခြေကံဥပဒေနဲ့ညီပါတယ်ဆိုပြီးတော့ဒါဒါဆုံးဖြတ်လိုက်တာပေါ့ဆိုတော့တိုင်းခြေကံဥပဒေဆိုင်ရာခုံရုံးကဒီလိုဆုံးဖြတ်လိုက်တဲ့အတိတ်ပဲကတော့ တကယ်လို့တိုင်းအစိုးရအနေနဲ့ဒီရှစ်ကြည်ချမ်းကိုတရုတ်ကိုလွှဲပြောင်းပြီးမယ်ဆိုလွှဲလို့ရပြီဆိုတဲ့အတိတ်ပဲပေါ့ပဲဆိုတော့တိုင်းမှာဒီလိုတွေဘာကြောင့်ဖြစ်သွားရတာလဲဆိုတဲ့မေးခွန်းတွေလည်းရှိတယ်ပေါ့ဆိုတော့အဖြစ်နိုင်ဆုံးကတော့အရင်ကျွန်တော်တို့ဒီပေထုံတန်ရှင်နာဝတ်တုံးကကြတော့ကျွန်တော်တို့သဆင်မိသားစုဆိုသဆင်ကလည်းဒီဘက်ဒီစီးပွားရေးလုပ်ငန်းအုပ်စုတွေနဲ့ဘယ်လောက်ထိပတ်သက်ဆက်နွယ်နေတယ်လဲနောက်ပြီးတော့ကြားဖြန့်ဒီခေါင်းဆောင်တွေ နဲ့နောက်ပြီးတော့ဒီအစိုးရအဖွဲ့ထဲမှာတိုင်းစိုးရအဖွဲ့ထဲမှာဘယ်လောက်ထိဆက်နွယ်နေကြလဲဆိုတော့မသိရအောင်ပေါ့နော်။ဒါပေမဲ့တစင်မီသားစုရဲ့ကြီးစိုးမှုအစိုးရထဲမှာကြီးစိုးမှုကိုမှုဖို့ကိုတော့တော်တော်များအတန်တရားရှိကြပါတယ်။ဒီကြားဖြတ်လုပ်ငန်းတွေနဲ့ပတ်သက်လို့ပေါ့နော်။ဆိုတော့အဲ့လောက်ထိမျောလင့်ခဲ့ကြဘူးပေါ့။အခုကျတော့ဒါပေထုံတန်းဆင်းသွားပြီးတော့အခုအမှုတင်တက်လာတယ်ပေါ့နော်။ဆိုတော့အမှုတင်လက်ထက်မှာတော့သူကဒီကိစ္စကိုတော့ကင်မဲကင်တွယ်မဲ့ပုံပေါ်ပါတယ်။ဘာလို့လဲဆိုတော့ဒီကြားထဲမှာကိုဒီကြားဖြတ်လုပ်ငန်းတွေကနေပြီးတော့ဒီငွေတွေကို ဒီထိုင်းထိပ်ပိုင်ခေါင်းဆောင်တွေကိုလက်ပီလက်ယူမှုတွေလှုပ်ထားတယ်ဆိုပြီးတချို့နှုတ်ထွက်ထားတဲ့အောင်ရှိနေပါတယ်ကျတော့ကမ္ဘောဒီးယားဘက်ကနိုင်ငံရေးသမားတယောက်ဒီကိုဆိုလို့ရှိရင်လည်းသူ့ရဲ့အကောင့်တွေကိုထိုင်းနိုင်ငံထဲမှာပိတ်လိုက်တာလို့ပါလို့စသဖြင့်အများကြီးဖြစ်နေတယ်ပေါ့ဒါကြောင့်မို့လို့ကျွန်တော်အမြင်ကတော့ဒီကိစ္စကိုအခုချက်ချကျန်းကိုတရုတ်ကိုလွှဲပေးမယ်ဆိုတဲ့ကိစ္စလိုမျိုးနောက်ပြီးတော့အခုကြားဖြစ်နေပတ်သက်ပြီးတော့ထိုင်းဘက်ကအာကင်တွေလက်ပီလက်ယူမှုတွေကင်တွေနေတဲ့ကိစ္စလိုမျိုးကသူတို့မလုံမဖြစ်လုံရတော့မယ်အနေထားပါဘာလို့လဲဆိုတော့ တရုတ်ကလည်းဒီကိစ္စကိုတော်တော် PR ပေးနေပုံပေါ်ပါတယ်ဆိုတော့ဆိုတော့ဒီဟာကိုလုံမာရမှာပေါ့နော်ဆိုတော့ဒီဟာနဲ့ပတ်သက်လို့ဥမာဆက်ကြကြမ်းတာတကယ်လို့တရုတ်လက်ထက်ရောက်သွားရင်တော့ပြောရရင်တော့ဟိုဆက်ကြကြမ်းရဲ့မိတ်ဆွေကြီးပေါ့နော်ကျွန်တော်တို့ပုံမူကြီးဆော့ချက်သူတို့တော့ဒါကသတင်းစိုးတစ်ခုဖြစ်မှာပါပဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒါကြားဖြတ်နေပတ်သက်လို့ပဲပေါ့နော်ဒီအာနာသိန်းစစ်တပ်ကတရက်က KK ဘက်ကိုနောက်ဝရီ KK ဘက်ကိုဝင်စီးတာပေါ့ဆိုတော့အဲ့ဒီမှာဆာလုံးမောင်းတော့မှာတယ် KK ဘက်ကို PARK ကိုဆာလုံးမောင်း BARD တို့ဘာလို့မှားပြီးပေါင်းတာတို့ဘာလို့စသဖြင့်ပေါ့နော်ဆိုတော့ဝင်စီးတယ်ဆိုတော့ဒီကိစ္စကအယောင်ပြဝင်စီးတယ်ဆိုတော့ကျွန်တော်တို့သတင်းဖတ်တဲ့လူတိုင်းနောက်တစ်ခုကဒီကြားဖြန့်လုပ်ငန်းတွေနဲ့ရင်းနှီးတဲ့လူတိုင်းပေါ့နော်ကြားဖြန့်လုပ်ငန်းသတင်းတွေနဲ့ပတ်သက်ပြီးတော့ရင်းနှီးတဲ့လူတိုင်းကဒီစစ်တပ်ကဝင်စီးတယ်ဟာအယောင်ပြဖြစ်တယ်ဆိုတော့လူတိုင်းသိတယ်ဒါလုံးဆက်ကြီးပေါ့နော်ဒါပေမဲ့ဒီကိစ္စကိုအဲ့ဒီမှာထုတ်ပြန်လို့ရှိပါတယ်သူကဘာလဲဆိုတော့အဲ့ဒီထဲမှာလုံးလုံးနဲ့အလုအလုသမား2000ကျော်တွေ့တယ်ဆိုပြီးတော့ထုတ်ပြန်တာပေါ့နော်ဆိုတော့အဲ့တချို့တော့ တည်တယ်လို့သူဖမ်းမယ်ဒီမှာတချို့တော့ပြန်လွတ်ပေးမယ်ထင်ပါတယ်ကျွန်တော်မြန်မာတွေများတယ်ပေါ့နော်ကျွန်တော်အဲ့ဒီထက်မှာအမ်ကျွန်တော်တို့သိရတယ်လို့ဆိုလို့ချင်းမြန်မာတွေနောက်ပြီးတော့အဲ့ဒီကဒေတာခံတွေကအင်တာဗျူးတွေမှာဖြေကြတာတော့သူတို့အခေါ်တော့ဟိုတရုတ်တွေလည်းပါတယ်ကလားတွေလည်းပါတယ်ဆိုပြီးတော့ဖြေကြတာမျိုးပေါ့သူတို့အထက်မှာကျွန်တော်ကျွန်တော်သူတို့ပြောတာကတော့သူတို့ကတော့နိုင်ငံသားတွေကိုမသိလို့အဲ့လိုမျိုးပြောကြပုံဆိုပြီးကျွန်တော်နားလည်ပါတယ်ဆိုတော့ဘာလို့လဲဆိုတော့အဲ့ဒီဒီကြားဖြန့်လုပ်ငန်းတွေမှာခံရတဲ့လူတွေက င်္ဂလားဒေ့ရှ်တို့နောက်ပြီးတော့ဒီအိန္ဒိယနေညားတော့ဆိုတော့သူတို့နောက်ဘင်္ဂလားဒေ့ရှ်ပြီးတော့တီရီလင်္ကာဘက်ကလူတွေညားတော့ဆိုတော့သူတို့သူတို့တွေဆိုအခုဒါစစ်တပ်ကတရက်ကဆိုပြီးရွှေ့ပြောင်းနေပေါ့နော်ကေကေပတ်တွေကလည်းရွှေ့ပြောင်းနေပေါ့ဒီကေကေပတ်နဲ့ပတ်သက်လို့လည်းဒီမှာအချက်တချို့ကျွန်တော်ထည့်ပြောခြင်းပါတယ်ဆိုတော့တချို့ကတော့ကေကေပတ်လို့ပြောလို့ရှိရင်အပေါ်ကဆုံးချစ်သူတို့ရွှေ့ကုတ်ကိုနဲ့တွားပြီးတော့ဟိုရောလေးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့မြန်အောင်ပြောရရင်ဒီတိုင်းနဲ့မြန်မာနေဆက်ပေါ့နော်အဲ့ဒီမှာဆိုရင်မြဝတီမြို့ကအလဲမှာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ ်ချွေကုတ်ကိုကမြဝတီမြို့ရဲ့မြောက်ဘက်မှာရှိပြီးတော့ဒီကေကေဘက်ကကျတော့တောင်ဘက်မှာရှိတာပေါ့ဆိုတော့နှစ်နေရာစလုံးကတော့မြဝတီအထက်ဒီနယ်မှာပဲရှိတယ်ဒါပေမဲ့တောင်နဲ့မြောက်အပေါ်အောက်ကိုရတာပေါ့နော်ဆိုတော့မှရှိပါတယ်ဆိုတော့နောက်တစ်ခုကဒီရွှေရွှေကုတ်ကိုစီမံကိန်းကတော့ကျွန်တော်အလုံးသိတဲ့ရွှေချစ်ချမ်းတို့ဒီဘုံမူကြီးစောချစ်သူတို့ရဲ့ပိုင်နဲ့ပေါ့နော်ဆိုတော့ဒါပေမဲ့ကေကေဘက်ကကျတော့သူက KNUK နယ်လေးတက်မှာ6ပိုင်နဲ့ထဲမှာရှိပါတယ်ဒါပေမဲ့သူ့အပိုင်ထဲမှာရှိရလို့ဒါပြောတာပေါ့နော်ပြီးတော့ တကယ်တကယ်အဲ့ဒီမှာလှုပ်ရှားကြတာကတော့ကရင်အဖွဲ့ဆုံးလှုပ်ရှားကြပါတယ်ကျွန်တော်အဲ့ဒီထဲမှာ PDF အဲဒီလေတချို့နေရာတွေမှာအာလှုပ်ရှားနေကြတာရှိတယ်ပေါ့နော်ကျွန်တော်အဲ့ဒီထဲမှာဆိုလို့ချင်းမှာအာ DKB KNU KN KNL PC DKBA နောက်ပြီးတော့အခု BGF အစုံပေါ့နော်အဲ့ဒီတက်မှာ6 KNU တက်မှာ6နေပြန်မှာလှုပ်ရှားကြတော့ဆိုတော့ KK pack ကတော့ဒါ KNU တက်မှာ6ထဲမှာပါပါပါတယ်ဆိုတာတစ်ခုပေါ့နော်နောက်တစ်ခုကကြတော့အခုဒီအမ် စစ်တပ်ကနေပြီးတော့အဲ့ဒီကလူတွေကိုပြောင်းနေတဲ့လူတွေကိုကျွန်တော်တို့တွေ့ရတာပေါ့နော်ဆိုတော့အဲ့ဒီကကိုကျွန်တော်တို့ဒေသခံကရင်မီဒီယာတွေမှာဖြေကြတော့ဘလို့ဖြေကြတယ်လဲဆိုတော့ဖမ်းခံရမှာကြောက်လို့ပြေးနေကြတယ်ဆိုပြီးတော့အဲ့ဒီကိကိပတ်ထရထွက်သွားနေတဲ့လူတွေကပြောကြတာပေါ့နော်ဆိုတော့အဲ့ဒီကိစ္စကိုကျွန်တော်ဒီမှာနည်းနည်းအဲအငင်းပွားပဲလို့ပဲကျွန်တော်တို့ဆိုမလားဆိုတော့စကားတွေမတူတဲ့ကိစ္စပေါ့နော်ဆိုတော့စစ်တပ်ကဘာပြောတယ်လဲဆိုတော့ဒီနေရာမှာအဲ့ဒီကိကိပတ်က KNU က လုပ်နေတာ KNU ကပိုင်တာဆိုပြီးပြောတာပေါ့နော်ဒီဒီဟာကိုတော့ကျွန်တော်တို့ပြင်နည်းနည်းလေးပြန်ကြည့်ကြည့်အောင်ပါဆိုတော့ KNU ကပိုင်ရလို့ပြောတယ်တစ်ချိန်တည်းမှာပဲဒီနေရာကလူတွေထွက်ပြေးနေတာကိုဆိုတော့ဘယ်သူကအဓိကတိုင်ခံဖြေတယ်လဲဆိုတော့ဒီနေကြောင်တက်ပြီးခြင်းဖြစ်ဘုံမူကြီးစောတင်ဝင်းကဒေသခံမိတွေမှာဖြေတာပေါ့ဆိုတော့ဘာဖြေတယ်လဲဆိုတော့အဒီနေရာမှာတရားမဝင်လုပ်ငန်းတွေကြားဖြန့်လုပ်ငန်းတွေမှာလူတွေပါဝင်နေတာကိုတင်းရတာကြောင့်မို့လို့မလုပ်ကြပါနဲ့ဆိုပြီးတော့ပြောပြီးတော့ပြန်လွှတ်လိုက်တယ်ဆိုပြီးပြောတယ်ဆိုပြီးတော့ ူကမီဒီယာတွေမှာဖြေတယ်ပေါ့နော်ပြီးတော့စစ်တပ်ဘက်ကနေပြီးတော့သူတို့ကိုတတိပေးလာတာရှိတယ်ဆိုပြီးတော့ပြောတာပေါ့နော်ဆိုတော့တင်ကြည့်လိုက်လို့ရှိရင်တဘောကအခုမှသူတို့ဒီကိစ္စကိုတီလို့ဒါမလုပ်ကြပါနဲ့ဆိုပြီးတော့တတိပေးပြီးပြန်လှုပ်လိုက်တယ်ဆိုတော့အတိတ်ပဲမျိုးပေါ့နော်ဆိုတော့သူတို့အခုမှတီးတယ်ဆိုတာမျိုးကျွန်တော်တို့ဒီမှာသူပြောစကားအရာကြားရတာပေါ့ပြီးတော့နောက်တစ်ခုကစစ်တပ်ကလည်းတတိပေးတာရှိရဆိုပြီးပြောတာပေါ့နော်ဆိုတော့ဒီနေရာမှာဒါရရှိနာဒီလိုတွေပဲမတိပဲပဲနေမလဲသူတို့ဟာသူတို့အုတ်ချုံမှုသူတို့ထိန်းချုပ်မှုအောက်မှာဒီနေရာတွေလုပ်နေကြတာဆိုတော့ အခုထွက်သွားကြရပြီပေါ့နော်ဇာတိတစ်ချက်ပြီးတော့ကျွန်တော်ပြန်ပြောပါမယ်နောက်တစ်ခုကကျတော့ဒီနေရာကိုစစ်တပ်ကပြောတာကတော့ချောက်ပြောနေတာကဒါ KNU ကပိုင်နေဆိုပြီးပြောတာပေါ့နော်ဟုတ်တယ် KNU KNL တက်မှာ6ပိုင်နေတဲ့မှာရှိတယ် KNU လုံးနေသလားဆိုတော့လုံးနေတယ်ဆိုပြီးတော့ခုစစ်တပ်ကနေပြီးတော့အော်တောက်လျှောက်ဝါရဖြန့်နေတဲ့အထက်မှာပါတဲ့စာချုပ်တခုပေါ့နော်တချို့ကအဲ့ဒီစာချုပ်ကိုကင်ပြီးတော့စာချုပ်ကြီးရတက်သေးပေါ့နော်စာချုပ်ကြီးတောင်ပေါ်လာပြီးစာချုပ်ကိုတော့စစ်တပ်ကထုတ်ပြန်လိုက်ပြီးမငင်းနဲ့ဆိုတော့မျိုးပြောကြတယ်တကယ်တကယ်တော့အဲ့ဒီစာချုပ်က အခုမှစစ်တပ်ကထုတ်တာမျိုးမဟုတ်ပါဘူးပြီးတော့အဲ့ဒီစာချုပ်ကစစ်တပ်စီကလည်းထွက်လာတာမဟုတ်ဘူးဒီဘက်သတင်းမီဒီယာတွေကဒီ KNU နဲ့ပတ်သက်ပြီးတော့ရေးကြတာမှအဲ့ဒီစာချုပ်ထွက်ခဲ့တာပေါ့ဆိုတော့ဒီစာချုပ်ကကြာပါတယ်ပြောရင်2023မှာဒီစာချုပ်ထွက်လာတာပေါ့နော်ဆိုတော့အဲ့ဒါက2020 2021နဲ့2022သုံးနှစ်လုံးလုံးမှာဒီ KNU ဒီဒီဘိုကော်မတီဝင်ဆိုရောဂျာကင်တို့အပါအဝင်ပေါ့နော်သူတို့အဲ့ဒီမူရီအလင်းအဲဆိုတဲ့အဲကော်မတီပါဝင်ပြီးတော့အဲ့ဒီစာချုပ်တွေလုပ်ခဲ့တဲ့ KK Pack နေရာအတွက် အဲစာချုပ်ချုပ်ခဲ့တယ်ဆိုတဲ့ကိစ္စတွေကို KNU ဘက်ကသူ့အဒီပြင်ညာချက်ထုတ်ပြီးတော့အဲကိစ္စကိုဝန်ခံထားခဲ့တာရှိပါလား2023 February ပေါ့နော်အဲ့တုန်းကဝန်ခံထားခဲ့တာရှိပါတယ်ဆိုတော့ဒီစာပြောချင်တာကတော့စစ်တပ်ကအခုဝါဒဖြန့်ချီမှာလုပ်နေတဲ့ဒီစာချုပ်ကအခုမှသူတို့ထုတ်လိုက်တာမဟုတ်ဘူးထွက်နေတာကြားပါပဲဆိုတော့တချို့ကတော့ဒါကိုအခုမှ깟ပြီးတော့စာပြောကြတာပေါ့နော်ဆိုတော့အဲ့ဒီမှာဒါသူက2020မှာ KNU အဒီပိုကောမဒီဝင်ကျွန်တော်တို့အခုတော့ပိုကောမဒီဝင်ဟောင်းဖြစ်သွားပြီပေါ့နော်ဆိုတော့ကျွန်တော်ခင်တို့ပါပြီးတော့လက်မှတ်ထိုးခဲ့တယ် KNU ဘက်ကတော့ဘာပြောတယ်လဲဆိုတော့သူက KNU နေနဲ့လက်မှတ်ထိုးတာမဟုတ်ဘဲနဲ့ဒေတာခံအတိတ်တည်းအနေနဲ့လက်မှတ်ထိုးတာဆိုပြီးတော့ KNU ရဲ့ထုတ်ပြန်ချက်တည်းမှာတော့ပါတယ်ပေါ့နော်ပြီးတော့သူကဘာထပ်ပြောသေးတယ်လဲဆိုတော့အစပိုင်းမှာအဲ့ဒီဒီမူလီအလင်းပေါ့နော်ကုမ္ပဏီ KNU ရဲ့ကုမ္ပဏီလို့ပြောတဲ့ဟာကအစပိုင်းမှာပါပြီးတော့နောက်တဲ့နှစ်နှစ်ကြာ2020မှာတော့နှုတ်ထွက်သွားတယ်လို့ပြောတယ် ါပေမဲ့တကယ်တကယ်စတာက2020ပြီးတော့2022ပေါ့နော်ဆိုဒီကြားထဲမှာပတ်စံတွေဘယ်လိုရခဲ့တယ်ဘယ်လိုယူခဲ့ကျွန်တော်တို့မသိရဘူးတော့2022မှာထပ်သွားလို့တော့ပြောတယ်ပြီးတော့နောက်ထပ်ကုမ္ပဏီတွေကုမ္ပဏီနာမည်အသစ်တွေပေါ်လာတယ်သူတို့ထပ်ပြီးတော့ကေကေဘတ်မှာအလုပ်လုပ်ကြတယ်ပေါ့နော်အဲဒီကုမ္ပဏီနာမည်တွေကလည်းအဲပုံစံတွေဒါအမျိုးမျိုးပြောင်းသွားတယ်ပေါ့ကျွန်တော်တို့ကတော့ကျွန်တော်မြင်တာကတော့အဲ့ဒီဟာလူတွေကတော့အတူတူပဲဖြစ်ပါလေဆိုတော့ဒါမဲ့ကုမ္ပဏီနာမည်တွေကိုပြောင်းပြီးတော့ပုံစံအမျိုးမျိုးနဲ့ ပြောင်းလုံကြတယ်ပေါ့နော်ရိုကင်ယူကတော့သူ့ရဲ့ညညာချက်တဲ့မှာအဲ့ဘာထပ်ပြီးတော့ထုတ်တယ်ဆိုတော့တရားမဝင်လောင်းကစားလုပ်ငန်းငွေကြေးဝင်ဆောင်မှုလုပ်ငန်းတွေမလုပ်ရပါဘူးဆိုပြီးတော့အဲ2023ဖေဖော်ဝါရီတည်းကထုတ်ပြန်ခြင်းမှာပြောပါတယ်ပြီးတော့နောက်တစ်ခုကေညူရဲ့ထုတ်ပြန်ချက်ထဲမှာကတော့အဲ့ဒီကိစ္စကိုသူကအတိအလင်းညင်းသလားဆိုတာမျိုးတော့မဟုတ်ဘူးနော်ဒီတရားမဝင်လုပ်ငန်းတွေမလုပ်ပါဘူးအာဒီငွေကြေးဝင်ဆောင်မှုလုပ်ငန်းတွေမလုပ်ပါဘူးပြောဒါပေမဲ့နေနေရအငှားချခြင်းမချခြင်းနဲ့ပတ်သက်ပြီးတော့ဒီ KK Park ကိုမြေဒီတရုတ်လုပ်ငန်းရှင်တွေကို မင်းရအခါအငားချခြင်းမချခြင်းနဲ့ပတ်သက်လို့သူကယတိပြန်ပြောတာမျိုးမတွေ့ရဘူးပြောရရင်တော့သူ့ထုတ်ပြန်ချက်ကဟိုယော့ဒီယော့ရဲပါပဲပြီးတော့အဲ့ဒီထဲမှာပါတဲ့ဒီဘဟုကောမဒီဝင်ဟောင်းဆိုတာဒီဟိုဒီစောရောဂျာခင်တို့နောက်ပြီးတော့ဒီအရင်တော့ဥက္ကဋ္ဌဥက္ကဋ္ဌကြီးပေါ့နော်ဟိုမူဒူစေစောမူဒူစေပို့လို့သူတို့ကတောက်လျှောက်ဒီစကောင်းဆောင်မင်းအွန်လိုင်းနဲ့တောက်လျှောက်သွားနေတယ်သွားတွေ့နေတဲ့လူတွေပါဆိုတော့ကျွန်တော်တို့မီဒီယာတွေသတင်းတွေမှာကြည့်တယ်လို့ရှိရင်ကရင်ဘက်ကသွားတွေ့တယ်ဆိုလို့ရှိရင် ချောမှုလူစီပို့စောတော့ကြောက်ခင်ဒီလူတွေကိုပဲကျွန်တော်တွေ့ရတော့ဆိုတော့သူတို့တွေ့ရတဲ့ပတ်သက်ပြီးတော့ KNU ဘက်ကတော့ထုတ်ပြန်ချက်တွေလုပ်ပါတယ်အဲ့ဒါကအာဒီလူတွေတောက်တွေ့တာ KNU ကိုကိုစားမပြုပါဘူးဆိုတာမျိုးပေါ့ဆိုတော့ဒီမှာကျွန်တော်တို့မြင်ရတဲ့ပုံစံကြီးကိုကြည့်လိုက်လို့ရှိရင် KNU အနေနဲ့လည်းတော်တော်ဟိုဂျင်းတဲ့ကြက်သေးဆိုတဲ့အခြေအနေမျိုးပေါ့နော်ဆိုတော့သူ့ရဲ့ဗဟိုကော်မတီဝင်ဟောင်းတွေရင်းတော့ဥက္ကဋ္ဌဟောင်းတွေကိုယ်တိုင်ကိုယ်ကစက်ကောင်စီနဲ့ဖလဲတကင်းလုပ်နေတယ်အဲအယောတဝင်လုပ်တယ်ပြီးတော့အဲ့လူတွေဒီဥမာကျွန်တော်တို့ KK ဘက်ထဲမှာပါတဲ့အဲဒီ စာရုပ်ထဲမှာပါတဲ့လူတွေကဆိုလို့ရှိရင်ဆုံးမလူစီဖို့ရဲ့လူရင်းတွေပေါ့နော်ဆိုတော့သူတို့ပါနေတာဆိုတော့ဟိုပြီးတော့ solar project ကိုပါခဲ့တယ်ပေါ့နော်ဒီလူတွေပဲပါနေတဲ့ကိစ္စပေါ့ဆိုတော့ပြီးတော့ဒီဘက်က KNU ဘက်ကလည်းဘာမှမလုပ်နိုင်ဘူးညညာချက်ထုတ်တယ်ပြီးတော့ညညာချက်ကလည်းရော့ဒီရော့ရဲပေါ့နော်ဆိုတော့အဲ့ဒီဟာကြီးတစ်ခုလုံးကအဲ့ဒီထဲမှာလိပ်ပတ်နေမလဲဖြစ်နေတာပေါ့ဆိုတော့ KNU DKBA PM KNLPC နောက် PGF ပေါ့နော်အဲ့ဒီနေရာတစ်ခွင်လုံးမှာ ကျွန်တော်အတင်တော့ဒါကဟိုအကျိုးစီးပွားတွေတွေရောရှစ်တင်ဖြစ်နေတာပေါ့နော်ဆိုတော့တယောက်နဲ့တယောက်တယောက်ကိုလည်းမဖော်နိုင်တယောက်ကိုလည်းမဖော်နိုင်ဆိုတာမျိုးဖြစ်နေတာပေါ့ကျွန်တော်ဒီအခြေအနေမျိုးမှာဒါကိုစစ်တပ်ကအဲ့ဒီအခြေအနေရဲ့အပေါ်မှာသူကအအသုံးချသွားကျွန်တော်တော့ဒီလိုမြင်ပါတယ်ဆိုတော့ဒီမှာတောက်လျှောက်အဒီကြားဖြန့်ကိစ္စတွေဖြစ်နေဆိုတာတကဘာလုံးကလည်းပြောနေအမေရိကန်ကလည်းပြောနေပြီရှက်ချစ်ချမ်းဝင်အောင်အမေရိကန်ကအာစီးပွားရေးပိတ်ဆို့မှုတွေလုပ်တယ်ဒါ2023ကတော့ဆိုကနေဒါတို့ UK တို့ EU တို့က အာစီးပွားရေးပိတ်ဆို့မှုတန်ခတ်ပိတ်ဆို့မှုတွေလုပ်ခဲ့တယ်။ဒါပေမဲ့အခုမှစစ်တပ်ကဘာလို့ဒီနေရာကိုဝင်ပြီးတော့အယောင်ပြစီးနင်းပြရတာလဲပေါ့နော်။ strike မေးခွန်းရှိပါတယ်။ဘာလို့အခုမှလဲ။ဆိုတော့ကျွန်တော်မြင်တာကတော့ဒီမှာဖြစ်နိုင်ခြေအဖြစ်နှစ်ခုရှိလို့ဟိုကျွန်တော်မြင်ပါတယ်။ဆိုတော့ပထမတစ်ခုကတော့ဒါတရုတ်တရုတ်ရဲ့ဖိအားကြောင့်ပေါ့နော်။ဘာလို့လဲဆိုတော့တရုတ်ကဒီကြားဖြန့်ကိစ္စတွေနဲ့ဒီဒီဒီမြန်မာနိုင်ငံတောင်ပိုင်းကကြားဖြန့်ကိစ္စတွေနဲ့ ဒီရှုကုကိုတို့ဒီကိပတ်တို့ကကိစ္စရင်းနဲ့ပတ်သက်လို့အပေးယူထဲမှာစကားပြောခဲ့ပုံရပါဒါကျွန်တော်ယူဆတာပါပြီးတော့မကျွန်တော်တို့လာရှုပြန်ပြေးလိုက်ရတာတွေအပါဝင် မြို့တွေပြန်ပြေးလိုက်ရတာတွေအပါဝင်ပေါ့နော်ဆိုတော့အဲ့ဒီအပေးယူကိစ္စထဲမှာတရုတ်အနေနဲ့ကြားဖြန့်ကိစ္စကိုတော့ထည့်စကားမပြောဘဲမနေပါဘူးဆိုတော့ဒါမဲ့စက်ကောင်စီကတော့အခုမှလုပ်တာပေါ့နော်ဆိုတော့ဘာကြောင့်အခုမှလုပ်ရလဲဆိုတော့နောက်ထပ်အဖြေကကြတော့ကျွန်တော်ယူဆတဲ့အဖြေကကြတော့ဆိုတော့လာမယ့်အောက်တိုဘာ26နဲ့20နဲ့ ရှစ်ပေါ့နော်အဲ့26 29 28မှာကျင်းပမယ်မလေးရှားနိုင်ငံကွာလာလမ်ပူမှာကျင်းပမယ်ဒီအာဆီယံ58ချိန်ကျော်အာဆီယံဆမ်မစ်နဲ့ပတ်သက်လို့ပါဆိုတော့ဒီဆမ်မစ်မှာမြန်မာကကိုယ်စားလှယ်အနေနဲ့တက်ရမတက်ရဆိုတော့မသိကြပါဘူးဆိုတော့ပုံမှန်အဖြစ်တော့ဒီလိုဆမ်မစ်တွေမှာမြန်မာနိုင်ငံကိုအာဆီယံကဝိုင်းပယ်ထားပြီးတော့သူ့ကိုတကယ်အဲထိတ်ပိုင်းကောင်းဆောင်နေမတက်ရဘူးပေါ့နော်ဆိုတော့ဒီပွဲကိုဒေါ်နယ်ထရမ့်ကလာပါဆိုတော့ဒေါ်နယ်ထရမ့်ကဒါသူ့ရဲ့ ဒုတိယတက်တန်းမှာဆိုလို့ရှိရင်ပထမဦးဆုံးအာရှခရီးစဉ်အနေနဲ့အဲ့ဒီအာဆီယံဆမ်မစ်၄၈ခုမြောက်အာဆီယံဆမ်မစ်ကိုတက်မှာပေါ့။ဆိုတော့အဲ့ဒီမှာအာရိုနယ်ထရမ့်ကတော့ဒီချီချင်းပြင်းနဲ့တွေ့မယ်မတွေ့ဘူးဆိုတာမျိုးလာလဲအခုချိန်ထိမတည်ကြတဲ့အခြေအနေမျိုးရှိနေပါတယ်။ဒါပေမဲ့တချို့ကလည်းတွေ့မယ်ဆိုပြီးတော့ပြောကြတာရှိတယ်။ဒိုနယ်ထရမ့်ဘက်ကတော့အင်ဖြူတော်ကတော့ဒီကိစ္စကိုအတီလင်းထုတ်ပြန်တာမတွေ့ရဘူး။အာဆီယံကိုတက်မယ်ဆိုတာမျိုးတော့သိရတယ်။ဆိုတော့ဒါပေမဲ့ဒီခုလုံးကိုခြုံကျဲလို့ရှိရင်အမေရိကန်ကျွန်တော်တို့အာ UK EU စသဖြင့်ဒီတစ်ခုလုံးကအခု အာကြားဖြန်တဲ့ပတ်သက်ပြီးတော့တောက်လျှောက်ပြောနေကြတဲ့အချိန်ပေါ့ကျွန်တော်တို့သတင်းတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဥရောပကသတင်းဌာနတွေကိုပဲကြည့် American ခြေစိုက်သတင်းဌာနတွေကိုပဲကြည့်ကြည့်ဟိုတော့ Hong Kong Taiwan တရုတ်သတင်းဌာနတွေကိုပဲကြည့်ဒီကြားဖြန်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံကကြားဖြန်ဆိုတဲ့ကိစ္စနဲ့ပတ်သက်တဲ့သတင်းတွေကမိုးလိုပေါက်နေတာတော်တော်ကိုတော်တော်ကိုများပါတယ်ခေါင်းကြီးသတင်းတွေဘေးကကော်လန်သတင်းတွေဒီကြားဖြန်မြန်မာနိုင်ငံရဲ့ကြားဖြန်ဆိုတဲ့သတင်းတွေကြီးပါပဲဆိုတော့ဒီကိစ္စကိုစစ်တပ်က ဟိုအခုအာဆီယံ48ချိန်မြောက်အာဆီယံအစည်းအဝေးနဲ့တိုက်ပြီးတော့လုပ်တယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။ဘာလို့သူတို့တော့၆သိနေတာကိုမလုပ်ခဲ့ပဲနဲ့ကျွန်တော်တို့32ကောင်ပြီးကြတဲ့ကတော့မလုပ်ခဲ့ပဲနဲ့တော့၆ဟိုရှိနေခဲ့တာပေါ့။အခုမှဘာကြောင့်ထလောက်ရလဲဆိုတော့ဒါကတော့နော်ခုနပြောသလိုနိုင်ငံတကာမီဒီယာတွေအာရုံစိုက်မှုလေခံနေရတဲ့အချိန်မှာဆိုတော့စစ်တပ်ကဒါကိုဝင်လုပ်လိုက်ခြင်းအပြင်သူကမသိရင်တော့ဟိုဒီ online ကြားဖြန့်ယုံတွေကိုဝင်စည်းတယ်ဆိုတာမျိုးကိုမြင်ရတယ် ူလောက်ရက်ကတနည်းအားဖြင့်ပြောရရင်တော့မီဒီယာမှာအသာစီးရသွားတာတော့ကျွန်တော်တို့မြင်ရဘာလို့လဲဆိုတော့ဟိုတကယ် international media ကြီးတွေမှာမြန်မာစစ်တပ်ကဒီကြားဖြန့်ယုံတွေကိုဝင်စီးတယ်ဆိုတဲ့သတင်းကသူတို့သတင်းတွေထဲမှာအများသတင်းဌာနတိုင်းနှိပါကဒီသတင်းကိုရေးကြပါတယ်ဆိုတော့ wire သတင်းတွေကရေးရတယ်ပါတာပေါ့နော် AP သတင်းဌာနတို့ဘာလို့ကဒီသတင်းကိုရေးတော့အဲ့သတင်းကိုပြန်ပြီးတော့တခြားသတင်းဌာနတွေကပြန်ပြီးတော့ယူပြီးတော့ရေးကြတာပေါ့ဆိုတော့ဘာကြောင့် တရင်တရင်နိုင်ကို AP ကမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့တရင်နိုင် AFP ကရေးတဲ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့တရင်နိုင်ကိုတခြားတရင်ဌာနတွေကယူမရေးကြဘူး။ဒါပေမဲ့ဒီတရင်မှာကြတော့မှအကုန်လုံးနေပါကယူရေးကြတော့ကျွန်တော်တွေ့ရတာ။ဘာလို့လဲဆိုဒီကြားဖြန့်မြန် scam online scam ဆိုတဲ့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဒီကိစ္စကတကဘာလုံးကတိုင်းတာနဲ့အာယုံဆိုင်မှုကိုရနေတာပေါ့။ကျွန်တော်အခုအာဆီယံဆမ်မစ်နဲ့အဲတိုက်ပြီးတော့ဒါစစ်တပ်ကလုပ်တယ်ပေါ့နော်။သူတို့ဝင်ပြီးတော့စီးတယ်ဒီလူတွေကိုကဲထုတ်တယ်ဒီလူတွေကိုဟိုဒီဒီ online လူတွေတွေကို နေနေနေတယ်ဆိုရယ်မျက်နှာตาရအောင်လုပ်တာဆိုတော့ပြောရရင်တော့မီဒီယာမှာစက်တန်အနေနဲ့ဒီမှာအသာစီးရတာကိုကျွန်တော်တို့မြင်ရပါတယ်ဆိုတော့ဒီဘက်အခုဒီကိစ္စတွေနဲ့ကြားဖြန့်ကိစ္စတွေနဲ့ပတ်သက်လို့ဒီစက်ကောင်စီကိုတိုက်ခိုက်နေကြတယ်စက်ကောင်စီကိုတိုက်နေကြတယ်အဖွဲ့တွေထဲမှာဆိုကျွန်တော်တိုင်းသား KNU ပါဝင်တိုင်းသားဖွဲ့တွေနောက်ပြီးတော့တို့ကတော်လှန်ရေးအဖွဲ့တွေပေါ့နော်ဆိုသူတို့ကတော့ကြားဖြန့်နဲ့ပတ်သက်ပြီးတော့မတိမမို့တိရယ် NUG ပါဝင်ပေါ့နော်လုံးအာ အချက်လက်တွေစူးစမ်းနေတာရှိမှရှိတော့ကျွန်တော်မသိအောင်သူတို့ဒီကိစ္စတွေကိုပြောနေကြတာရှိတယ်ကျွန်တော်တို့ဒီရက်ထဲမှာတင်ဒီဆွစ်ဇာလန်ဂျနီဗာမှာကျင်းပနေတဲ့ပွဲမှာအင်ဂျီဒေါက်တာဝင်းမြတ်ကြီးကပြောသွားတာရှိတယ်ဗောနော်ကြားဖြန့်ရဲစတက်ရဲနောက်ပြီးတော့ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ကိစ္စတွေအကုန်လုံးထည့်ပြောသွားတာတော့တွေ့ရတယ်ဒါပေမဲ့ဒီမှာကျွန်တော်မြင်တော့ဟိုဒီတောင်လိုက်ဘက်ကရောအင်ဂျီဂျီကရောဟိုဒီအထူးသဖြင့်တော့တိုင်းသားအဖွဲ့တွေတဲ့မှာဒီ KND ကိုပါဝင်ဗောနော်ဒါတွေကိုပြောမယ်ဆိုရင်တော့တော်တော်ဒါနောက်ကျနေပြီလို့ကျွန်တော်ကတော့မြင်ပါတယ် တော့အခုကိစ္စဆိုရင်ပဲကြည်လေစစ်တပ်ကဒီဟာတွေတောက်လျှောက်လုပ်သွားတာကိုသူကနိုင်ငံတကာမီဒီယာမှာပြန်ပြီးတော့အသာစီးရအောင်မြင်ရတော့အရင်တုန်းကတော့ဒီမီဒီယာတွေကရေးတယ်ဒီ KNU ပေါ်ဝင်ပတ်သက်နေမှုနဲ့ပတ်သက်ပြီး KK ပတ်နဲ့ပတ်သက်ပြီးတော့မီဒီယာတွေမှာရေးတယ်ဆိုလို့ရှိရင် KNU ကဒီကိစ္စကိုအတန်ထုတ်တာတွေ့ရပါတယ်ဆိုဆိုဆိုတာကကျွန်တော်2023 February လုံးကထုတ်ပြန်ခဲ့တဲ့ကိစ္စလိုမျိုးပေါ့နော်ပြီးတော့သူ့ဘက်ကနေပြီးတော့လည်းတချို့လူတွေကိုဟိုအရေးယူမှုတွေရှိပါတယ်ဒါပေမဲ့ အခုတကြိမ်စစ်တပ်ကဒီအရင်တော့အဟောင်းကြီးပေါ့နော်ဒီစာချုပ်အဟောင်းကြီးကိုကင်ပြီးတော့ပြောလာတာပေါ့နော်ကင်ဒီဘက်ကတလုံးမှထုတ်ပြန်တာမတွေ့ရဘူးတုံးဝမလုပ်တုတ်တုတ်မလုပ်ပဲနေညင်နေတာပေါ့မတွေ့ရဘူးစာဆောင်တော်ဆင်ပေးခဲ့ကြတာကျေးဇူးတင်ပါတယ်အားလုံးဆင်ပြေကြပါစေဗျာ